上面多钱点嘛？啊，得不也比较。上面健康的大米啊，都靠本来的，我有那钱嘛？外地来的也大米的，好刚上来的，好轻松，二十元健康一百零五元提啊，刚上的价。外地哪个有？没刚？哪里的谁产嘛，我要一批批，我多搞一批了。谁说那的？姜下，你看看咯？还是讲陪我他刚便，从了，见面去吧？ Hello Jeremy Vibe to New Commander မှာများအောင်မင်္ဂလာပါ Newsbit Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မတ်လ9ရက်နေ့ကျွန်တော်တို့တင်းကတွင်နေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေတဲ့ဒီနေ့ညမှာလဲတလန်တင်းကောင်းတွေများစွာရှိတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခါတိုင်းလိုပဲပေါ့နော်အယုံဆုံးအနေနဲ့တလန်တင်းကောင်းတွေတွေကြည့်လိုက်ရအောင်ပထမဆုံးတင်းတဲ့ဘုတ်အနေနဲ့ကတော့ ပခုတိုင်းမင်းလာမြို့နယ်မှာစစ်မှုထမ်းခြေပေးဆောင်နိုင်ခြင်းမရှိတဲ့ပြည်သူတွေနဲ့လူငယ်တွေကိုစစ်တပ်ခေါ်ပြည်မပေါ်တာဆက်ဖန်းစီခိုင်းနေတဲ့ယာယီမိုးတင်နိုင်စိုးကိုပြစ်ခတ်တိုက်ခိုက်ခဲ့လို့ပွဲချင်းပြီးတေဆုံးသွားတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတကောင်ကတော့ရှင်းသွားပြီပေါ့နော်။ကျွန်တော်ကလည်းပြည်မချင်းချင်းတတိပီပြောဆိုမှုတွေလုပ်နေပြီမဲ့ခုစုံလူငယ်တွေကိုပေါ်တာဆက်ဖန်းစီမှုတွေလုပ်ဆောင်နေတဲ့အုပ်ကြီးတွေနဲ့ယာယီမိုးတွေကတော့ကျွန်တော်တော်လိုင်းရဲဘော်တွေရဲ့နေ့စဉ်နဲ့မျှရှင်းလင်းချက်ခံရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ မကွေးတိုင်းကဖဲမျိုးနယ်အတွင်းမှာရှိတဲ့နိုင်ရကန်စစ်ကောင်စီစခန်းကို AA နဲ့ပွန်းတပ်တွေကနေပြီးတော့မှတိုက်ခိုက်နေပြီးတော့မှစစ်ကောင်စီကနေ့စဉ်အားဖြစ်တည်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်တိုက်ပွဲကထွေးလုံးရပ်ပတ်နေတာဖြစ်နေတယ်ပြောရမယ်ဗရန်ရွာနဲ့ဆုံ15မိုင်လောက်กว่าတယ်အဲ့ဒီကနေလက်နေကြီးနဲ့ပြတယ်မိထီလာခြေဆိုင်ခမာယာ35ကလွဲကိုတမ69ရဲ့ကြံတရင်ကိုရင်းစလုံးကိုအင်အားဖြစ်နေတာပါဆိုပြီးတော့မှမကွေးစစ်သတင်းမြစ်ကနေပြတော့ပြောဆိုထားတာပဲဖြစ်ပါတယ်စစ်ကောင်စီကတော့အခုဆိုရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်တိုင်းတူတိုင်းစစ်စင်ရေးမှာ A ရဲ့ ထိုးစစ်ဆင်ခြင်းကိုခံရတဲ့ဖြစ်ပြီးမှသူတို့တပ်ဖွဲ့ဝင်တွေပြုံးတိနေတာပဲဖြစ်ပါတယ်ကျွန်တော်ဘက်ကလည်းပြုံးမစစ်ကောင်စီရဲ့ကပ္ပဆဆလင်းတဲ့ယုံတွေထိသိမ့်ပဲနေဖို့ဆိုရင်အခုဆိုရင်အချိန်ကြီးကောင်းနေတာမို့လို့ပါနော်စစ်ခွေးတတရတော့ရာဖြည့်တင်းမှုတွေစစ်တိုက်လို့ဆောင်နေတာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းသူသဘောအနေနဲ့ကတော့ပကူတိုင်းတာယာဝတီခံမင်းလာမြို့နယ်တပ်ပင်ကုန်းအုပ်စုနတ်ထမင်းကျေးရွာယာယီမှုတနက်ပြခတ်ခံပြုံးမတည်ဆုံသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် နထမင်းရွာကရိုင်မို့အငယ်လေးအိမ်ထဲမှာထိုင်နေတဲ့အချိန်ကျွန်တော်တို့ပူပေါင်းရဲဘော်တွေနဲ့အိမ်ထဲဝင်ပြုံးမှာခေါင်းတက်တက်ကိုကြီးသုံးချက်ပြတဲ့ပွဲချင်းပြီးတည်ပါတယ်။ကျွန်တော်တို့လည်းစစ်ဂိတ်တော်တော်များများကိုဖျက်ပြုံးမှာရှင်းလင်းခဲ့ရတယ်ဆိုပြီးတော့မှကျွန်တော်တို့ရဲဘော်တို့ကနေပြုံးမှာပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒီရိုင်မို့ကတော့ကျွန်တော်တို့ PDF ရဲဘော်တွေကိုစိန်ခေါ်မှုတွေပေါ့နော်စစ်တိုက်လို့ဆောင်ခဲ့တယ်လို့တည်ရတာဖြစ်ပြီးတော့မှနောက်ဆုံးမှာကျွန်တော်ရဲဘော်တွေရဲ့ရှင်းလင်းခြင်းကိုခါခဲ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့အချက်မှာကတော့ ဘူဂျီနီမျိုးစင်ပြောထားတဲ့ပေါ့နော်ဒီ facet water စနစ်နဲ့အခုဆိုရင်မြောက်နိုင်တဲ့ကျွန်တော်ဒီ facet နိုင်ငံတွေကနေပြတော့မှကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေပေါ်မှာရက်စက်ဖို့ကြံစည်နေကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဘူဂျီနီမျိုးစင်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်တို့စကြည့်လိုက်ရအောင်နော်ဒီကိစ္စနဲ့ပဲတက်လာတဲ့ပြည်သက်နိုင်ငံ Paris မြို့ကမြို့သမီးယာပေါင်းများစွာအပေါ်ပိုင်းပလာနဲ့ချီတက်ပြီးဆန္ဒပြကြတဲ့ Women's Day မှာပေါ့သူတို့တွေးကြော်ကင်ဆောင်လာတဲ့စိုက်ဘုတ်ကိုတတိယကြီးမိပါလိမ့်မယ်။ကဘာကြီးမှာတကြောပြန်ခေါင်းထောင်လာတဲ့ဖက်စစ်ဝါဒကို မျိုးသမီးသူကြီးတွေသူတို့ဖြစ်ဖက်စစ်ကဒံကိုဖက်စစ်စနစ်ဆိုးရဲ့ဒံကိုအပြင်းထန်ခံခဲ့ရဘူးတဲ့ပြင်သစ်သူမျိုးသမီးတွေဟာကဘာတိတိအောင်ကြွေးကြော်ပြီးတော့ဆန္ဒထုတ်ပေါ်ကြတာဖြစ်ပါတယ်ဆိုတော့တို့အပေါ်ပိုင်းပလာတော့သူရဲ့ဥရောပဂျလိမို့ကျွန်တော်တို့အပြစ်မဆိုဘူးလူလူစိတ်ဝင်စားအောင်လဲဆွဲဆောင်တာမျိုးဖြစ်နိုင်တယ်လို့သူတို့ရဲ့ right ဆိုတဲ့ခွင့်ရူလေပြသတာဖြစ်မှာပေါ့ကျွန်တော်ထည့်တင်မပြောတော့ပါဆိုလိုချင်တာကကောင်းတကြော့ပြန်ထောင်လာတဲ့ဖက်စစ်ဝါဒကြောင့်ကျွန်တော်တို့ကဘာကြည့်ရအခုဆိုရင်ပူဝင်မှုတွေဖြစ်လာပါတယ်အခုဆိုရင်ဂျာမနီနိုင်ငံ ဒီဟစ်တလာလက်ထက်မှာကမ္ဘာမှာအင်အားအကြီးဆုံးသဘောဖြစ်ခဲ့တဲ့ဂျာမနီနိုင်ငံဆိုရင်အခုဥရောပမှာအကြီးမားဆုံးစစ်တပ်တစ်ခုဖြစ်အောင်ပြန်လည်ဖွဲ့စည်းတစောင်းမယ်လို့ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်ပိုလန်နိုင်ငံဆိုရင်လည်းပဲအခုနိုင်ငံသူနိုင်ငံသားယောက်ျားအမျိုးသားအားလုံးစစ်မှုထမ်းရမယ့်အခြေအနေအပြင်အကြီးဆုံးတပ်အင်အားတွေတိဆောက်ဖို့နောက်နျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ဖို့စ조사လာတဲ့အနေအထားတွေတွေ့ရပါလိမ့်မယ်ဒါဟာကမ္ဘာကြီးအတွက်မကောင်းတဲ့လက္ခဏာတွေပါပဲအဲ့တော့ကျွန်တော်တို့ကမ္ဘာသူကမ္ဘာသားအတူအသက်ရှင်နေကြတဲ့လူသားတွေအနေနဲ့ကမ္ဘာကြီးရဲ့အနာဂတ်ကိုမကောင်းအောင် ူသားတွေရဲ့စိတ်ထဲမှာဝီရော့တွေဖြစ်ပြီးပူဝင်တော့ကတွေဖြစ်လာအောင်ဆေးဆော်လာတဲ့အကြောင်းအရာအရင်ခံကတော့ဖက်စစ်အကြမ်းဖက်ဝါဒခေါင်းပြန်ထောင်လာခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာကဘာကြည့်ကြည့်ပြီးတော့မြန်မာပြည်တစ်ခုထဲမှာတင်ဖက်စစ်ဝါဒစနစ်ကိုတက်ရောက်စူးစိုးခံစားနေရတာမဟုတ်ဘူး။အခုဆိုကဘာကြီးမှာပါဖက်စစ်ဝါဒနှစ်ပေါင်း80ကျော်အကြာမှာပြန်ထောင်လာတဲ့ဖက်စစ်ဝါဒကိုကဘာကြီးကပါစွန့်ရင်လာတဲ့အနေအထားဖြစ်ပါတယ်။အဲ့တော့ဘယ်လာရုစ်ကိုမြောက်လိုက်သွားတယ်ဖက်စစ်ဝါဒဆိုရှယ်လစ်အစွန်းရောက်ဝါဒကိုကျင့်သုံးလို့လူချင်းချင်း ပေါင်းတင်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုမြောက်ကိုရီးယားကဲ့သို့တန်ကွန်ချာအထက်ထက်ပို့ပြီးတော့ပြည်သူတွေကိုရက်ဆက်စွာဖိနှိပ်ပုတ်ချုပ်ပြီးတို့ဝင်ရိုးစွန်းမိစ္ဆာအုပ်စုတွေအာဏာတကိုထက်မြက်ဖို့အတွက်စ조사လာတဲ့ခွင်လန်းတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ပြည်သူအလုံးဟာ၄နှစ်ကျော်ကြာလာတဲ့အထိမစုပ်မလွတ်လုံးဝလက်မလျှော့ပဲဖက်စစ်အကြမ်းဖက်စနစ်အာဏာရှင်စနစ်ကိုမြမမကြီးကအပြစ်တိုင်ကွယ်ပြောက်နိုင်ဖို့ကျွန်တော်တို့တိုင်းပြည်သားတော်လှန်ရေးဘက်သားအမှန်တရားနဲ့ဓမ္မကိုတက်ဝင်ယုံကြည်ကြသူအလုံးဟာခိုင်မာတဲ့ဇွဲတက်တိနဲ့ တော်လန်တိုက်ပွဲဝင်နေကြပါတယ်ကျွန်တော်တို့ဒီလမ်းမှာတပားအခြားရွေးချယ်စရာမရှိဘူးလို့ရှောင်းလန်းခဲ့ကြပြီးဖောက်လန်းခဲ့ကြပြီးမို့လို့ရှစ်ဆက်သွားရုံမှာတပားအခြားမရှိပါဘူးအဲတော့ကျွန်တော်တို့အလုံးဆက်လက်ကြိုးပမ်းကြပါလိမ့်မယ်အဲတော့မင်းအွန်လိုင်းသူ့ဘက်ကဘလောက်ပဲနောက်ခံမိစာဝင်ရုံးတွန်းနိုင်ငံတကာထောက်ပံ့သည်ဖြစ်စေပြည်သူမပါရင်ပြည်သူမပါရင်ဘယ်စစ်မှမနိုင်ဘူးလို့ကမ္ဘာသမိုင်းဖျားဖျားစစ်သမိုင်းဖျားဖျားကလက်တွေ့ပြသခဲ့ပြီးဖြစ်လို့ပြည်သူကိုရန်သူလိုသဘောထားပြီးအာနာရှင်ချင်းချင်းနောက်ခံပေးတဲ့နိုင်ငံသားအားကိုနဲ့ မိစ္ဆာဝင်ရိုးတန်းနိုင်ငံကြီးအာကိုနဲ့ကျွန်တော်တို့တိုက်ပြီးကိုဆက်ပြီးတော့ငင်းမှုစိုးမိုးခြင်းနဲ့မင်းအွန်လိုင်းရဲ့လွှဲဟာတစ်ချိန်မို့တစ်ချိန်မှာတော့ပြက်ပြုံးချိနဲ့ရှုံနေမှာငုတ်ချပါပဲ။ဒါကြောင့်ပြည်သူအားလုံးကိုကျွန်တော်အနေနဲ့နော်စိတ်ခွန်အားပေးချင်ပါတယ်။ဘလောက်ပဲစိတ်ပြက်စရာအကြောင်းအရာတွေကြုံလာပြီးဖြစ်စီကျွန်တော်တို့အားလုံးဟာကံကြမ္မာကမျက်နှာသာပေးလာမဲ့နေ့တနေ့မကြာခင်ရောက်မှာဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့အမှန်တရားအတိုင်းကိုပဲရေးရဲရင်းရင်ဖြောက်ဖြောက်မတ်မတ်ဆက်လျှောက်ကြဖို့ပြောပါတယ်။ဘူဂျီနီမျိုးစင်ပြောတော့တဲ့အရာကိုကောင်းတယ်နော်။ခုဆိုရင်ကျွန်တော်တို့ ဖစ်ဆဝါဒစနစ်ကပပေါ်မှာတပံကောင်းပြန်ထောင်လာပြီးတော့မှခုဆိုရင်မြောက်လိုင်းတို့အုပ်စုအနေနဲ့လည်းနျူကလ িয়ার စစ်ရုံတွေမြန်မာပြည်တွင်းမှာတည်ဆောက်ပြီးတော့မှကျွန်တော်ပြည်သူပြည်သားတွေကိုရေးစစ်စစ်နေပေါ့နော်တပ်ဖြတ်မှုတွေလုံးဆောင်လာဖို့ခုဆိုရင်ရုရှားနဲ့တရုတ်နဲ့ပူးပေါင်းပြီးတော့မှတောင်မှဂျန်လာကြတော့ကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ပြည်သူပြည်သားတွေဘက်ကနေပြတော့မှလည်းပေါ့နော်ကျွန်တော်ဒီစိတ်မလျှောက်အောင်ပြစ်ပန်းနေခုဆိုရင်တော်လိုင်းရေးဘော်တွေနဲ့စူးစီးညီညာစွာနဲ့မြောက်လိုင်းတို့အုပ်စုနဲ့ဖစ်ဆစ်စနစ်ကိုချိန်မုံဖို့အားထုတ်ရမယ်ဆိုတဲ့အကြောင်းလည်းဘူဂျီနီမျိုးစင်ပြတော့မှပြောဆိုထားတာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့စစ်ကောင်စီတပ်သား5ဦးပြည်သူဘက်ကိုအလုံးဝလာတဲ့ဆိုတဲ့တင်လေးပေါ့နော်ကျွန်တော်ဆက်ကြည့်လိုက်ရစကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းကစစ်မှုထောင်ဥပဒေအရတပ်မတော်အတွင်းကိုဝင်ရောက်ခဲကြရတဲ့တပ်သား5ဦးဟာအလင်းဝင်လာကြောင်းတပ်ဆိုင်ရာတပ်ဖွဲ့များကမလ၄ရက်နေ့မှာတရင်ထုတ်ပြန်ထားပါတယ်မလ၄ရက်နေ့ကမိထီလာမြို့မှာပကောက်ကူမြို့အခြေစားချီမြန်တပ်မဌာနချုပ်တရ1လောက်ခန့်တပ်မတပ်သားတစ်ချစ်ဆန်းနိုင်နဲ့ချစ်ကိုတို့ကို မလ၂ရက်နေ့မနက်၄နာရီခွဲမှာကဲထုံနိုင်ခဲ့ကြောင်းအလားတူရမပင်မြို့နယ်ပကဖလက်ယုံတန်း ULF စစ်ကြောင်းမှလည်းပြည်သူ့စစ်မှုထမ်းအရာတမတော်အတွင်ဝင်ရောက်ခဲ့ရသူလူငယ်၃ဦးဟာလက်နက်ကိုစီနဲ့ခိုးလုံလာခဲ့ကြောင်းတဦးလည်းကြက်သိန်း30စီချိမြင့်ထားပြီးကောင်းမွန်စွာလက်ခံကြိုးဆိုထားကြောင်းသိရပါတယ်ရှင်ဒါတော့စစ်ကောင်စီရဲ့ပေါ့နော်ပေါ်တာဆွေးချင်းခံရတဲ့ကျတို့လူငယ်တွေဟာဆိုရင်တစ်ဆိုင်ရကျတို့တော်လိုင်းရဲဘော်တွေစီမှာ အလုံးဝင်ကြတာကိုတွေ့ရတာပဲဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်အညာတွေတားရပေါ့နော်စစ်ကောင်စစ်ပေါ်တာဆွဲချင်းခါရတဲ့လူတွေကတော့ကျွန်တော်ပြည်သူတော်လိုင်းရဲဘော်တွေနဲ့ဆက်သွယ်ပြီးတော့မှအခုလိုမျိုးပါနော်ပြည်သူထံကိုပြန်ပြီးတော့မှခိုးလုံနေခဲ့တာပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့တရင်ထဲမှာကြန့်ရှိနေတဲ့တသားတွေနဲ့ကျွန်တော်ဘက်ကအလင်းမြတ်ဆုံးကူပြောင်းတင်နေပြီဆိုတဲ့အကြောင်းဒီနေရာကနေဖိတ်ခေါ်လိုပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြောက်လိုက်ရုရှားကိုသွားပြီးတော့မှကျတော်တိုင်းပြည်ကိုရောင်းစားခဲ့တဲ့စပရမပါနော်စီးပွားပညာရှင်တို့ဖြစ်တဲ့ဦးစိန်နှွေးပြောကြားတဲ့ဟာလေးကျတော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် မင်းအောင်လိုင်ကသူ့ရဲ့ဘာနာရေးစီးပွားရေးလက်နဲ့ရဖို့အတွက်သွားနိုင်ပြီရုရှားသွားထိုးအပ်တာတရုတ်လည်းအပ်ပြီးပြီနော်ခုနဗီလာရုနဲ့သွားနေတဲ့ကိစ္စတွေကဒီအတွက်သွားတော့ကျွန်တော်တို့ open line လုပ်လို့ရတယ်ဘာကြောင့်ကျွန်တော်နေမီရေးစိုးမိုးလာပြီဆရာ trade direction ဆိုတာကဥပမာလေးကျွန်တော်ပြောမယ်ကောင်းပြီ power balance ပေါ့ဗျာနိုင်ငံစကားပြောလို့ရှိရင်ဟုတ်ပြီမင်းကတရုတ်နဲ့ရုရှားကိုမင်းကင်ပြီးမှမင်းသွားတယ်ဟုတ်ပြီရတယ်နော်အမေရိကန်ကျွန်တော်မပြောဘူးအမေရိကန်နဲ့ trade တက်တော့ကျွန်တော်တို့အိန္ဒိယမရှိဘူးလားဆရာကုန်သွယ်ရေးနဲ့ကျွန်တော်တို့ဖွင့်လို့ရတယ်ကြည့်ရခိုင်ကစီးဆိုးနေအခုစစ်တွေးတာရမယ်ဆိုကလန်ဒါမြစ်ကတစ်ဆင့်ကျွန်တော်တို့က အိန္ဒိယကိုထောက်လို့မရဘူးကိုနေပို့လို့မရဘူးလားဆရာဒါတစ်ချက်နောက်အဲ့ဒီမှာချင်းရှိတယ်ချင်းကလွတ်မြောက်နိုင်ပြီဖြစ်ပြီနောက်တစ်ခါဘင်္ဂလားဒေ့ရှ်ရှိစီးဆိုးမိုးနေပြီအေးအဲ့ဒီ trade line ကြောင့်ကျွန်တော်ဖွင့်လို့မရဘူးနောက်တစ်ခါမြန်မာပြည်အလဲပိုင်းကဖတ်တဲ့ကုန်စည်တွေဟာမိုးရေဘက်ကိုပဲတည်းအများကြီးသွားတယ်ဆရာအဲ့ဒီ line ကြောင့်ပွင့်နေပြီကျွန်တော်တို့ကတရုတ်တရုတ်ပဲပြောတယ်တော့ဒါကိုတရုတ်ကိုကျွန်တော်မုန်းလို့မဟုတ်ဘူးကျွန်တော်ဒါနဲ့ချင်းသွားလို့ရတယ်ကုန်သွန်းမှုလမ်းကြောင်းကိုဖွင့်လို့ရတယ်ဒီစိတ်ကျွန်တော်ဒါအချိန်မရလို့မပြောတော့ပါဘူးနော်ဆရာရခိုင်ချင်းကျွန်တော်စကိုင်းအပေါ်ပိုင်းမကွေးမန္တလေးကနေဆရာဘာလို့သွားလို့မရမှာလဲ အဲ့လမ်းကြောင်းခွန်လိုက်တွဲကူးရေပါဖြစ်သွားတယ်ဒါလောလောဆယ်ကိုလုတ်လို့ရတယ်အချိန်မြင့်မွေးလို့နောက်ထပ်ပြောပါမယ် AI အခုဆရာ AI ကိုဖောက်လာပြီနော် AI ဒီမှာပသိန်းကိုဖောက်နေပြီတာပေါင်းရောက်နေပြီဆရာအဲ့ဒီ AI ဒီမှာရှိတဲ့အင်အားစုတွေကကျွန်တော်တို့ကအင်အားကောင်းလာလို့ရှိရင်ပသိန်းမှာဆရာရင်းနဲ့စိတ်ကန်းကြီးရှိတယ်ဆရာအဲ့ရတဲ့ဆင်ကျွန်တော်တို့ဘာလို့ trade ကို international သွားလို့မရဘူးလားဆရာอืมထွက်တယ်ကုန်လို့ဘာလို့မရရှိပြီးသားနော်ပသိန်းအင်္ဂလိပ်ခေတ်ကနေနောက်တစ်ခါစစ်တွေကရှိပြီးသားဆရာအဲ့ဒီလမ်းကြောင်းဒါကြောင့်ကျွန်တော်တလုံးနဲ့ပြောရင် trade ဓာတ်ရရှိမှာအခုနေစလို့ရပါ လုတ်ချင်းအားဖြင့်ပိုက်ဆံဝန်းလာမယ်စီပတိန်နဲ့ခင်ဗျစစ်တွေ့တာခုရပြီဆိုတော့ဘာလို့မရနောက်လေလေချောင်းလိုင်းထပ်ပြောပါထိုင်းဘလို့တက်သွားတယ်စီထိုင်းနိုင်ငံဆောင်လင်းနေကြကျွန်တော်လည်းနေကြတာထိုင်းကဒီဟင်းနေဟင်းရွက်နဲ့ပန်းအဆဆရာကြီးလေချောင်းလိုင်းနဲ့ညထွက်တော့ယူရုပ်ကနောက်နေပို့လို့ရတယ်စီဒါကတော့ now step ပေါ့စီနော်လေချောင်းလိုင်းတွေပိုက်ပြီလေကျွန်တော်တို့တစ်ချက်တန်တွဲရနေပြီစီစစ်တွေ့တဲ့ရမယ်ဆိုအဲ့လေချောင်းကတော့သွားလို့မရဘူးလားနောက်တစ်ခါပသိမ်ဆိုလည်းရှိတာပဲ ပြောချင်တာရေချောင်းလေချောင်းကနေကျွန်တော်တို့ကုန်ကန်းပြုလို့ရပါတယ်အဲ့ဒီနည်းနဲ့ကျွန်တော်တို့ကဘာနာငွေကိုဖြည့်စည်းမယ်ဆိုရင်ဘယ်သူမှအားကိုးစရာမလိုတော်လိုင်းအင်အားဆိုတော့ဖြည့်ဒါကိုတော့ကျွန်တော်ပြောဥပါတယ် NUG ကတော့ခင်မမှာမျိုးကျွန်တော်အကြံပေးပါ2021က trade data ချက်သမီးပြောင်းရမယ်သူတို့အဲ့ဒါခေါင်းထဲမှာမရှိဘူးဒါကြောင့်လောလောဆယ်မှာကျွန်တော်အမြင်ကနိုင်ငံရေးစစ်ရေးစီးပွားရေးအရာကြည့်မယ်ဆိုရင်ပေါင်းဆက်စဉ်းစားပြီးတော့အဲ့ view ဟာကို existing ကိုရှိတာကိုစောက်ရအောင်စပြီးအချိန်ကိုတင်လိုက်မယ်ဆိုရင်ဒီပြဿနာကကျွန်တော်တို့ကကျွဲကူရေးပါမရောက်လိုက်အိုးအချိန်ပေါ့ဗျာအိုးပလန်ပေါ့ မိမပလန်ရှိလို့တို့မှလည်းပလန်ရှိတယ်ဒါကတော့ဥသောဝါမှာအင်ဂျီကလည်းအင်ဂျီမလို့ရင်အေလို့လို့ရတယ်ဒါတော့ပေါ့နော်ကျွန်တော်တို့ဥစင်ထဲကနေပြီးတော့မှအားရပါရနဲ့ကျွန်တော်ထင်းချွတ်ထားတဲ့နေမျိုးတွေကနေကုံသွဲစီးစီးမှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်အခုချိန်မှာတော့ save budget ပြင်ဂျန်တဲ့အဒီခါနာပေါင်းဆောင်ရမနေပြီးတော့မှလွှတ်ချက်တွေများစွာရှိတဲ့အတွက်ပေါ့နော် ဒီလိုမျိုးနီလာတွေကိုစဉ်းစားပြီးတော့မှပြည်ပနိုင်ငံတွေနဲ့ချစ်စမီမီနယ်လှုပ်ဆောင်နေဖို့လည်းလိုနေတာပဲဖြစ်ပါတယ်။ NUG အပြင်ကျွန်တော်တို့ဂျန်နက်တော်လိုင်းရဲလေးနဲ့ကိုင်းတဖွဲ့ဝင်တွေကနေပြီးတော့မှဒီလိုမျိုးနီလာကိုစဉ်းစားပြီးတော့မှပေါ့နော်။အခုဆိုရင်ကျွန်တော်တို့နိုင်ငံခြားကုမ္ပဏီတွေနဲ့အချို့သူစီးပွားတွေလှုပ်ဆောင်ဖို့လိုနေတာပဲဖြစ်ပါတယ်။ဒါမှသာကျွန်တော်ပြည်သူပြည်သားတွေကလည်းဒီအနေအဆားချောင်ချီပြီးတော့မှတိုက်ပွဲမှာလည်းပေါ့နော်။ကျွန်တော်တို့ကနေပြီးတော့မှရေရှည်မြောက်နိုင်တဲ့အုပ်စုကိုဖြိုချနိုင်မှာပဲဖြစ်ပါတယ်။ ကျွန်တော်နောက်ထပ် video တဘောအနေနဲ့ MND ရဲဘော်ကနေပြတော့မှပြီးသူတွေဒါအဓိကဆိုပြတော့မှပြောချထားတဲ့ဟာလေးစပြတော့မှနားထောင်ကြည့်လိုက်ရအောင်လားကဘာကုလတမကအထူးတွေတွင်းမှုချုပ်လားတဲ့ဟုတ်လားနော်ကျွန်တော်အထူးတွေတွင်းမှုချုပ်မဟုတ်ကျွန်တော်အစင်ပါအစင်မရှိဘူးနော်อืมကျွန်တော်အစင်ဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်ချစ်တဲ့ပြည်သူလူထုအတွက်ကျွန်တော်သူတို့ရှိမှအမြဲတမ်းမမမမရက်တည်နေတယ်နော်သူတို့အတေးမဲ့စားကျွန်တော်အရင်ဆုံးအတေးခံမယ်ကျွန်တော်တေးပြီးမှဒါလည်းသူတို့ကိုတိုက်တာလုပ်ကြပါကျွန်တော်မတေးခင်ကတော့ကျွန်တော်ပိုင်နဲ့ကျွန်တော်နေမြေမှာတော့ နွယ်နေလေးမှထုဖို့မကြိုးစားပါနဲ့နော်တဲ့ပြောတယ်စိတ်ဓာတ်ကတော့ပြတ်သားတယ်နော်ဟုတ်ပြီလားအခုကျွန်တော်လုံးဝမအားဘူးကျွန်တော်အခုဒီညပဲဟိုတောထဲမှာတအိတ်နေကြတဲ့လူတုတွေအတွက်စားဖို့နေရေးစမ်းမာရေးအဲ့ဒါလေးဖြည့်ရှင်ဖို့ကျွန်တော်မအားလုံးအရင်နေ့ပြင်ဆင်ထားပြီကျွန်တော်အခုပဲဒီဟောစင်6နိုင်စင်ကျွန်တော်ထွက်မယ်အဲ့လေပြန်လာဖြစ်လာမလားဖြစ်လာဆိုတော့ကျွန်တော်လည်းမသိသေးဘူးပြနော်လူဟာလူတို့တွေရဲ့အခြေအနေရပေါ့ဟောတော့အချို့တော့လူတွေစင်းတော့မှတအိတ်နဲ့နေရသုံးရှိနေပြီနော် ဟိုလင်းဖုံးခွဲတဲ့လူတွေလေလေဒီဘုကတော့မတွေ့တော့မတွေ့နိုင်ပါဘူးเนาะအဲ့လိုတွေ့ခဲ့တဲ့ဆိုရင်လေတော်တဲ့အဝေးတနေရလေးတွေမှာပြစ်ပေးကြပါနဲ့။ဘာကြောင့်လဲဆိုတော့လူတို့တွေဟာမင်းတို့ရဲ့ရန်ကိုကြောက်လုံလို့တော်တဲ့မှာပဲအိတ်နေကြရတယ်။ဟုတ်တယ်။တော်တဲ့မှာအိတ်နေကြရဆိုတော့ချမ်းချမ်းချမ်းအေးအေးနဲ့အခုလိုစောင်းနေမှာရှမ်းပြည်နယ်ချမ်းချမ်းအေးအေးမှာတော်တဲ့မှာအိတ်နေရတယ်စောင်းမပါချမ်းချမ်းမပါပဲနဲ့အိတ်ရတယ်ဆိုမင်းတို့စဉ်းစားကြည့်။မင်းတို့တာရမီတွေဆိုမင်းတို့ကိုချင်းစာမီလားကွာ။ဟမ်။မင်းတို့တာရမီနဲ့မင်းတို့အဖေမီတွေဖြစ်ခဲ့မှာဆိုမင်းတို့ဘယ်လိုနေမလဲ။ ကျွန်တော်တို့ MND ရဲဘော်ကနေပြတော့မှာပေါ့နော်ဒီလိုမျိုးပြည်သူလူထုတွေကိုမငန်းညာပဲနဲ့ဟုတ်ဆိုရင်လေးချောင်းကနေပြတော့မှာစစ်တိုက်ပွင့်ချင်းမှုတွေလုပ်နေတဲ့မြောက်လိုင်းတို့အုပ်စုကိုပြပြနေနေဆုံးမှာပြောဆိုထားတာပေါ့နော်တောနေပြတော့မှာပြည်သူတွေကိုဒါသူ့နေတဲ့ပေါ့နော်အဓိကကြည့်တာပြပြတော့မှာပြည်သူတွေရဲ့လုံခြုံရေးကိုလည်းဦးစားပေးတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်ဘုံမရက်ခွဲကနေပြတော့မှာကျွန်တော်ဒီမြေပပီတူတွေနဲ့တော်လိုက်တစ်ဖက်ဝင်နေကြတဲ့မှာသူခက်ဖို့လို့နေပြင်မဲ့အရိကကျွန်တော်တို့ကြားထဲမှာရှိတဲ့ပေါ့နော်ဒီဘွန်ကတော်တော်လေးကိုခိုင်းမာနေတာမို့လို့သူတို့ဘယ်လိုပြောပြောကျွန်တော်တို့ဘက်ကနေပြတော့မှာ တွေးစည်းမှပြပန်းတဲ့အခုဆိုရင်တော်လိုင်းရုပ်ရှေ့ဆက်နေတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဓမ္မဘက်တော်သာသုပ်ဖြစ်တဲ့ကိုဝင်းနိုင်စွာနေပြတော့မှမြောက်လိုင်းတို့ပြထန်းထားတဲ့စစ်မှုထမ်းဥပဒေကဘယ်သူတွက်လဲဆိုပြတော့မှပေါ့နော်ဒီစခွေးပေါ်မှာအယူကိုက်တဲ့တိုက်ကိုမြင်းခွန်းတို့ပြောချထားတဲ့ဟာလဲကျွန်တော်ဆက်ပြတော့မှကြည့်လိုက်ရအောင်နော်ကဲခဏတို့စစ်မှုမထမ်းမနေရဥပဒေကလူတစုတာအတွက်လားဒါမှမဟုတ်ချင်းတချို့လူတွေကဘာကြောင့်စစ်မှုမထမ်းမနေရဥပဒေရဲ့အထက်ပေါ်မှာနေနေရတာလဲအခွင့်ထူးကန်တွေကဘာကြောင့်လဲကျွန်တော်ပြောတာအဲ့ဒါတွေကိုမလုတ်သေး ခင်ဗျာကျွန်တော်ကတော့ဒီဥပဒေကိုမတရားဘူးလို့ကျွန်တော်တို့သတ်မှတ်ပါပဲอืมမေးတင်းတယ်เนาะဒါအင်္ဂလန်မှာလည်းရှိတာပဲစမှုမထမ်းမနေရဥပဒေဒါပေမဲ့အင်္ဂလန်မှာဆိုရင်အင်္ဂလန်နိုင်ငံကဘရင်ရဲ့မြေးတွေကိုယ်တိုင်ကဘရင်ရဲ့သားတွေကိုယ်တိုင်ကကိုယ်တိုင်စမှုမထမ်းတာခင်ဗျားတို့ကအခွင့်အထူးကံလွန်သားတွေအရင်တိတာလုံးကကြီးတယ်အရင်ကြီးကိုတိတာလုံးကကြီးတယ်ဒီလိုဖြစ်လာတဲ့အခြေအနေမှာလေခင်ဗျားတို့ရဲ့စိတ်ဓာတ်တွေကဘူးပေါ်သလိုပေါ်တာမှတ်တာခင်ဗျားတို့ဘရောမနောင်းနောင်မှာခင်ဗျားတို့တွေနဲ့ပတ်သက်ထားတဲ့ပါတီဘရောမမဲမရစီအောင်မယုံမရှိတဲ့ ခင်ဗျားတို့ကကိုကျိုးပဲကြည်တာလေကြန့်ခိုင်ရေးလေဝင်းစမှုထမ်းလေခင်ဗျားဟုတ်လားစစ်တပ်ထောက်ခံလေဝင်းထမ်းလေအုပ်ကြီးရဲ့တာသမီတွေဝင်းထမ်းလေခင်ဗျားတို့ခင်ဗျားတို့နိုင်ငံမချစ်တာခင်ဗျားတို့ဥစ္စာမပြောစစ်မှုထမ်းရမှာအဲ့တော့နောက်ကပြည်သူကပါလာလိမ့်မယ်ဟုတ်တယ်ခင်ဗျားတို့ကဘာမှမရှိတဲ့နော်ကြောင်းမဲလူတန်းသားတွေကိုခင်ဗျားတို့နှိမ့်ဆက်ခြင်းဆိုနှိမ့်ဆက်တာခင်ဗျားတို့ကတဖြည်းဖြည်းနဲ့မြန်မာနိုင်ငံကိုကျုံ့လို့တဲ့နေမှာခင်ဗျားတို့တခင်ဆိုတဲ့စိတ်တက်ကိုငွေးပြီးတော့ပြည်သူတွေကိုကျုံလို့သဘောထားတာ စစ်မှုထမ်းခိုင်းတာလည်းသူတို့ပဲစစ်မှုမထမ်းမနေရဥဒေထောက်ခိုင်းတာလည်းသူတို့ပဲစစ်မှုထမ်းဖို့ကြတော့ရှေ့သုံးကနေပြထွက်ပြေးတာလည်းသူတို့ပဲကျွန်တော်တို့ဘန်ကောက်မှာတော့မှာပဲเนาะကျွန်တော်အမြဲပြောပါတယ်အပမှန်ကြီးတစ်ခုလုံးကျွန်တော်သိတယ်ဘောမအသားသမီးတွေကြီးပဲမှာလာထားတာစစ်မှုမထမ်းမနေရဥဒေထုတ်တဲ့ခါမှာမတရားဘူးရလုံးဝမတရားဘူးစန့်ကျင်ရမယ်မြတ်ကိုထုတ်တဲ့ဥဒေကိုကိုလေးစားကြလေစစ်မှုမထမ်းမနေရဥဒေမှာနေဥဒေမှာစစ်မှုမထမ်းနိုင်တဲ့လူကိုပတ်ဆက်ပေးရမယ်လို့ပါလာကျွန်တော်ပြောတာ အဲ့ဒီစစ်မှုမထမ်းမတရားဥပဒေကကိုမဲနိုင်ကျင်တော့မှပဲကိုသားသမီးပတ်ဆက်ချမ်းသာတဲ့လူတွေကြံ့ခန့်ရေးသားသမီးတွေနောက်စစ်တပ်အတိုင်းဝိုင်းကသားသမီးတွေပေါက်ချင်လူစားထည့်ပေးရမယ်လို့ဥပဒေမှာရေးထားလားလူစားထိုးပေးရမယ်လို့ဥပဒေပါလားပါရင်ကျွန်တော်လာပြောနော်ခင်ဗျားတို့စစ်တပ်ကိုထောက်ခံတဲ့အစိမ်းတွေဘောမှတွေကျွန်တော်ပြောတာဟိုကျွန်တော်အချိန်မှာလာပြောဘာဖြစ်တယ်ညာဖြစ်တယ်ရင်းနေလို့ခင်ဗျားတို့ကဝင်ပါလားကျွန်တော်စစ်မှုထမ်းပါလားအာကျွန်တော်အသက်ကြီးတော့အသက်ကြီးတော့ပြည်သူစစ်စစ်ကိုဝင်လေကျွန်တော်ပြည်သူစစ်တွေဟိုပြည်စောတွေရှိတယ်ဝင်ပါလားတော့တိုက်ပါလား မနိုင်ငံမှာရှိနေကိုစစ်မှုထမ်းနေတဲ့စစ်သားတွေခမတို့ကြည့်ပြီးတော့ကျွန်တော်တော်တော်လေးအံ့ဩတယ်နော်ခမတို့ရှေ့မှာနေတက်အာတပေးတွေတိုက်ပြီးတော့နောက်ကနေအဲ့လူတွေကနောက်မှာဘော်ကြော့တွေလူတန်းသားတရက်ကခမတို့နောက်ကနေပြီးတော့ကောင်းကောင်းခိုင်းစားနေတာခမတို့အသက်တွေနဲ့ခမတို့သွေးတွေချွေးတွေနဲ့နော်ခမတို့ကရှေ့တန်းမှာအသက်ပေးပြီးတော့ခမတို့ကြံခဲ့တဲ့သားသမီးတွေကဒုက္ခပင်လယ်တွေဝင်နေတဲ့အချိန်မှာအဲ့ဒီလူတွေရဲ့သားသမီးတွေကဟိုးကောင်းဆောင်ကနေပြီးတော့ဟိုးခြေစုံအောက်စီကကြံ့ခိုင်ရေးပါတီဝင်အထိကကောင်းစားနေကြတာခမတို့တန်လားဗျာဟုတ်လား ခမရိုဒီနိုင်ငံကြီးကခမရိုအသက်တည်နေပဲအသက်နဲ့ပဲခမရိုရဲ့အယိုးတွေနဲ့ပဲခြံစည်းရောကာရမှာလားအဲ့ဒီလူတွေကပါတယ်တော့ကျွန်တော်ပြောတာလူမျိုးမေးတာတော့တော်တော်လေးကိုကောင်းတယ်နော်အခုဆိုရင်ဒီဂျားရဲကနေပြီးတော့ဘောမားတွေကနေပြီးတော့မြောက်လိုက်ပြထန်းလိုက်တဲ့စစ်မှုထမ်းဥပဒေကလည်းဒီတောင်ကိုရီးယားနိုင်ငံမှာသူတို့နိုင်ငံတော်တွေအဲ့လိုမျိုးလှုပ်ဆောင်တယ်ဆိုပြီးတော့မှဂျင်းထက်ပြီးတော့မှပြောကြားနေတာကိုကျွန်တော်တွေ့ရတယ်ပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေဟာဆိုရင်ဒီအခွင့်အထူးခံပုံစံမျိုးဖြစ်နေတာပဲပြီးတော့မှစစ်ကောင်စီနဲ့နှိစက်တဲ့ဒီအတိုင်းဝင်းတွေပြီးတော့မှကြံဖို့ ပြီးတော့မှဒီစစ်ကောင်စီရဲ့ပေါ့နော်ခံထားတဲ့ယာယီမှုစိန်မှုတွေရဲ့တာသမီတွေကြတော့စစ်ထဲလုံးဝမထည့်သွင်းတော့ကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဒါကကျွန်တော်ကြောမွေးပြည်သူတွေကိုသူတို့အနေနဲ့ဆုံးဆုံးတီချာတင်းဖို့ကြိုးစားနေတာဖြစ်တယ်ဆိုတာကိုတွေ့ရတာဖြစ်ပြီးတော့မှဆက်နေရှင်စနေရဲ့ရက်စရုံမှမိုးတွေကိုကျွန်တော်အခုခရေတွေ့နေရတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ဆုံးပြီးတော့သဘောအနေနဲ့ချောင်းမျိုးနဲ့တိုက်ပွဲတနေရာကိုပေါ့နော်စစ်ကောင်စီကနေပြီးတော့မှခရီးတက်တင်ပြန်ပြေးဆွဲပြီးတော့မှဒဇာခံလုတ်လိုက်တဲ့တရင်ပေါ်မှာကိုစီဘယ်လိုပြောထားလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ကထာကတော့ BBC မှာတင်ထားတဲ့ ဒီချောင်းဦးမြို့နယ်မှာဖြစ်သွားတဲ့ခီးတဲ့တင်ကားကိုပဇာကန်လုတ်ခဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်တဲ့တင်းကို BBC ကနေပါခဲ့တဲ့နော်အဲ့ဒီတိုက်ပွဲမှာအဲ့ဒီကားပေါ်မှာပါခဲ့တဲ့ခီးတဲ့နဲ့တိုက်ရိုက်ဆက်သွယ်ပြီးတော့မေးထားတဲ့အရာအဲ့တော့ဒီတစ်ဖက်မှာအားလုံးတိတဲ့အတိုင်းဝင်းနေမိတိုင်းဆိုဆရာတော်ကြီးကိုစစ်တပ်ကရင်းရဲဆက်ဆက်ပြစ်ခဲ့တာတောင်မှဒေါင်လိန်ခဲ့တဲ့အောက်တန်းသားတွေနော်ဒီကောင်လေးကဘာတစ်ခုမှသူ့ဝေမခံကိုမေကိုအိမ်ပြီးတော့ဝေခံမဲ့ကောင်လေးမဟုတ်ဘူးနော်အဲ့တော့ဝင်းနေမိတိုင်းဆိုဆရာတော်ကြီးကိုပြစ်ခဲ့တဲ့အချိန်မှာမှတ်မိကြလေးတာ ဆရာတော်ကြီးကန်ဒရိုင်ဘာကိုတက်တက်နဲ့ချိန်ပြီးတော့လက်ကိုတောက်ပတ်ပြီးစီးပြီးတော့ PDF တွေကပြစ်ကပါတယ်လို့ရိုက်ပြီးတော့နိုင်ငံပိုင်ရုပ်တံတော့အရှက်မရှိလိန်ခဲ့တဲ့အောက်ကန်းစားတွေအဲ့လိုအောက်ကန်းစားတွေကအခုလည်းထောင်းပြစ်နေမှာ PDF ဘက်ကပြစ်တာဘာညာလို့ပြောခဲ့တယ်ဒါပေမဲ့လို့အခုအဲ့ဒီကားပေါ်မှာပါခဲ့တဲ့ခရီးတွေကိုယ်တိုင်ထုတ်ပေါ်လို့တာတီးခဲ့တယ်နော်ကားကိုတစားကန်လုပ်ပြီးတော့ပြန်မဆွဲရတဲ့လူလာတိုင်းလုပ်ပြီးတော့သူတို့ PDF ကိုမနိုင်တာနဲ့ခရီးတွေကားကိုသူတို့ဒီလိုမျိုးလုပ်တာမင်းမလောင်းမင်းမချအောက်ကန်းစားတွေအဲ့တော့နော်အဲ့ဒီခရီးတွေကားကိုပြန်မဆွဲပြီးတော့ အရှင်ကလူသားတိုင်းလုတ်ခဲ့တယ်ဒါဒင်သားဆိုတော့မဟုတ်ပြန်ဘူးเนาะဘာဆက်လုပ်လဲဒီပြစ်ခတ်ပြီးတော့သူတို့တွေခွေးပြစ်ဝက်ပြစ်စုတ်သွားတဲ့အချိန်မှာကြံခဲ့တဲ့ခရီးတွေကို PDF တွေကเนาะကဲတင်နေတဲ့အချိန်မှာအပွားတွေဆက်တက်လေးကြီးနဲ့တခါဘုံကျဲလို့အမှထပ်ပြီးတော့ကမ်းပေါ်မှာအတက်မသေးခဲ့တဲ့အောက်ရောက်မှာသေခဲ့တဲ့ဒီသူတွေပါရှိခဲ့တာဘလားမရိုင်းတာเนาะเนาะပြီးလို့ရှိရင်သူတို့လောက်တာတော့ဝင်မခံဘူးဒါဝင်မနေမိတဲ့အောင်ဆရာတော်ကိစ္စမှာအတူတူပါခဲ့တဲ့ကံတုံးစင်ဆရာတော်တာเนาะမဖော်ထုတ်လို့ရှိရင်ဒါ PDF တွေက တို့ဆရာတော်ကြီးတွေတောင်ပြစ်တယ်ဆိုတဲ့ဟာကိုတို့လိန်ညာဝါဒဖြတ်မယ်တက္ကပါလုံးကိုတို့အဲ့ဒီလိန်ညာတဲ့ဟာကိုတို့ပြောမယ်ဒါအတူတူပါခဲ့တဲ့ကံတော်နဲ့ဆရာတော်ကြီးကဒီဟာပြစ်တာစစ်တပ်ကပြစ်တာပါတို့ကိုယ်တိုင်တားခဲ့တယ်ဆရာတော်ကြီးတို့ပေါ့မန္တလေးစစ်ကြောရေးခေါ်သွားပြီးတော့ခေါင်းမတွေးလင်းလင်းကြံ့နေတာမှနာရီပေါင်းများစွာတော့ထားခဲ့တယ်ဆရာတော်ကအမျိုးမျိုးပြရားပေးပြီးတော့ထွက်ဆိုခိုင်းတယ်ဒါတွေကိုဆရာတော်ကမခံနိုင်တဲ့အဆုံးမှာထုတ်ပြောလို့တနိုင်ငံလုံးတက္ကပါလုံးရှိတဲ့ပြည်သူတွေကတိဝင်ရခဲ့တယ်ဘလောက်ရုံမှားဟဲ့ကောင်တွေစဉ်းစားကြည့်နော်အဲ့တော့နှစ်ဖက်ကတော့အပြန်အလှန်ဆွဆွဲချက်မှာပဲဒါပေမဲ့ကျွန်တော်တို့ပြောချင်တာက အဲ့ဒါလို့ဖြစ်တဲ့နေရာမှာအစင်းစင်းပြည်သူကိုလိန်ညာခဲ့တာဒီဘယ်ဘက်အဖွဲ့စီကိုစီရတော့ဒီ6မျိုးနေမှာဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ကျွန်တော်မျိုးပါပြည်သူတွေသိရှိအောင်ပြန်ပြီးမှရှင်းပြပြောဆိုထားတာပဲဖြစ်ပါတယ်စကောင့်စီလော်ဘီတွေကနေပြီးတော့မှအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှ PDF တွေလောက်ချန်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပြောဆိုမှုတွေကိုကျွန်တော်တို့တွေ့ရတာပဲပြမတာကသူတို့လုံနေကြခွက်တွေပဲဖြစ်ပါတယ်အင်းတို့ကလည်းစကောင့်စီဘက်ကနေပြီးတော့မှဖုန်ကြီးကားတွေတောင်းပါပေါ့နော်သူတို့ကိုယ်တိုင်ပြစ်ခတ်ခဲ့တာကို ဒီသူတို့ MLTV မြောက်တွေတို့ပကန်းနေပြတော့မှကျွန်တော်တို့ PDF တွေနဲ့တော်လိုင်းလေးနဲ့ကန်တဖုံတွေရဲ့ပြခမှုကြောင့်ဒီဖုန်ကြီးတွေပြန်လွန်သွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပြောဆိုတွေကြတော့ကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့ပြုသူများလူချင်းခံနေရတဲ့ကျွန်တော်ပြည်သူတွေအနေနဲ့လည်းပေါ့နော်ဒီတော်လိုင်းရေးရဲဘော်တွေရဲ့ဒီဥဆောင်မှုနဲ့တူအားလုံးစူးစီးပြီးတော့မှတက်ခိုက်မယ်ဆိုတော့စစ်ခွေးတိုက်ပွဲလောက်ပဲရုံမှနေပါစေတရားတော်စစ်ကအနိုင်ရရှိမယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြေဆုံးပြီးတော့မှ တရားရေးချန်နယ်ညာလေးပန်ဆယ်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်